အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ရှွရှွရှဲရှဲနဲ့ထမင်းအယဲမိန်နဲ့ပစုံယူရီးသိန်းငပိချက်လေးချက်စားဖြစ်ပါတယ်သူ့ရတာလေးကထမင်းနဲ့ဒီတိုင်းစားရင်တောင်သူ့တို့မျိုးရဲနဲ့ကိုထမင်းဝပြောင်းစေသွားမယ်ဒီစားလို့ကောင်းတယ်နော်အဆက်ပါမှာထမင်းမိန်နဲ့ဆိုရင်ဒီငယူရီးသိန်းငပိချက်လေးကကွက်တီပါပဲရှင်အယဲလွယ်တဲ့ချက်နီလေးမို့လို့လိုက်ချက်စားကြည့်ကြအောင်နော်ပဇွန်ကိုတော့ဘောကြိတ်လေးတွေတုံးထားပါရဲ့ရှင်။ပဇွန်ဘောကြိတ်လေးတွေကိုခေါင်းချိုးအခွန်ချွတ်ထားလိုက်ပါမယ်။ပဇွန်ကတော့15ချက်သားလောက်ရှိပါရဲ့ရှင်။ င်တော့ကြောခွဲပြီးတန့်စင်ထားလိုက်ပါမယ်။ဘဇုံအစားငါးနှစ်ချက်ရင်လဲစားလို့ကောင်းနေနော်။ဟင်းချက်ဖို့အတွက်ကျွတ်ဏီနှလုံးနဲ့ကျွတ်ဏ်ဖြူအသေးစဲမွားလောက်လည်းလိုအပ်ပါတယ်ရှင်။ကျွတ်ဏီလေးတွေကိုခက်ချင်းချင်းလီးပြီးနုနုဆင်းထားလိုက်ပါတယ်။ကျွတ်ဏ်ဖြူလေးတွေကိုလည်းဓာပြည့်ရိုက်ပြီးနုနုဆင်းထားလိုက်ပါတယ်ရှင်။ဒီဟင်းရဲ့အဓိကအသက်ဖြစ်တဲ့ငွေဒီစိမ့်လေးတွေကိုလည်းရေးစီပြီးပပလိထားလိုက်ပါမယ်။ ညင်းသီးကတော့ငါးချက်သားလောက်ရှိပါရဲ့ရှင်။အဆက်စားနိုင်ရင်စားနိုင်တယ်လို့မြင်များထည့်လို့ရပါရဲ့နော်။မြူသီးစိမ့်လေးတွေလှီးပြီးပြီဆိုရင်တော့စိမ့်စားငပိကိုရင်းနှီးလေးနဲ့ဖြောထားလိုက်ပါမယ်။တကယ်လို့စိမ့်စားငပိအစားငပိယူထည့်လို့လည်းရပါရဲ့နော်။ဒါဆိုရင်တော့ဟင်းချက်ဖို့အတွက်ပဇွန်ငေသီးစိမ်ကျွတ်ွန်ဖြူကျွတ်ွန်နီနဲ့စိမ့်စားငပိရေဖြောထားတာလေးရပါပြီရှင်။ ားချက်ဖို့အတွက်ဥရဲကိုစီထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်ကျတုန်ီလေးတွေထည့်ပြီးစီးတက်လိုက်ပါမယ်။သနှင်းမုန့်လေးလည်းထည့်လိုက်ပါမယ်နော်။ကျတုန်ီလေးတွေကိုနည်းနည်းနွှဲလာတဲ့အထိစီးတက်ထားပေးလိုက်ပါမယ်။ပြီးတော့မှကျွတ်မြူနုံနုံစင်းနာလေးထည့်ပြီးစီးတက်လိုက်ပါမယ်။ကျွတ်လေးတွေအားလုံးနိုးတဲ့အထိမီးလေလန်းနဲ့ပဲစီးတက်ထားလိုက်မယ်နော်။ စီးသက်ထားတာရပြီဆိုရင်ပဇွန်လေးတွေထည့်ပြီးလုံးချက်လိုက်ပါမယ်အယောင်လေးပြောင်းလာပြီဆိုရင်ပပလီထားတဲ့ငယူတီစိမ်းလေးတွေထည့်ပါမယ်။ငယူတီထည့်ပြီးရင်တော့နည်းနည်းမှွန်တက်ပါရဲ့ရှင်။ဒီဟင်းလေးကလေဆက်ဆက်လေးနဲ့သလိုအရန်ကောင်းတဲ့ဟင်းလေးမို့လို့ထမင်းမိမာတော့တည်ကြပါရဲ့နော်။ငယူတီစိမ်းလေးတွေနူးလာပြီဆိုရင်စိမ်းသာငပိရေဖြော်ထားတာလေးထည့်ပါမယ်။ ငပင်းချက်လေးချက်မှဖြစ်လို့အရေးစက်စက်လေးရအောင်ရင်းနှီးလေးလဲထည့်လိုက်ပါမယ်နော်။အရသာအတွက်စားနဲ့ဟင်းချုံမုတ်ကိုထည့်ပါမယ်။ငပိပါတာဖြစ်တဲ့အတွက်စားကိုတော့အရသာအရင်မြည်ကြည့်ပြီးမှလိုသလောက်ပဲထည့်လို့ရပါရဲ့နော်။ငပိထည့်ပြီးခဏလောက်ပွပွဆူအောင်တင်ထားလိုက်ပါမယ်။ငပိလေးတွေလည်းကြက်ပြီးငူတီးစိမ့်လေးလည်းနူးပြီဆိုရင်ပစုံငူတီးစိမ့်ငပိချက်လေးကြက်ပါပြီရှင်။ ဟင်းရဲ့အဖြစ်ကျဲကတော့ကုစိကြိုက်ထည့်လို့ရပါရဲ့နော်။ဒီဟင်းလေးကလည်းချက်နေရင်းနဲ့ကိုထမင်းစားကျင်စီမဲ့ဟင်းကောင်းလေးတစ်ခွက်ပါပဲရှင်။စီရံဟင်းနေစားရတာဤရဲ့နေတွေဆိုဒီလိုမျိုးလေးဒါချက်စားကြည့်လိုက်တော့နော်။အတူမြုံလေးတွေနဲ့စားရင်လည်းပိုကောင်းပါရဲ့ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အလုံးမဲ့နောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်